စွန့်ပစ်ပစ္စည်းတွေကိုအတုံးဆောင်ပစ္စည်းတွေအဖြစ်တီထွင်ဖန်တီးတဲ့ပြိုင်ပွဲကိုကရင်ပြည်နယ်ဖအံမြို့မှာပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ဥကျော်စိုးပေးပို့ထားပါတယ်ရှင်တီထွင်ဖန်တီးစိုင်းလန်ချင်းကီးဆိုတဲ့စွန့်ပစ်ပစ္စည်းတွေကိုလူသုံးဆောင်အမှတ်တရပစ္စည်းတွေဖြင့်ပြန်လည်ဖန်တီးထားတဲ့ပြိုင်ပွဲကိုနိုဝင်ဘာ16ရက်နေ့ကကရင်ပြည်နယ်ဖအံမြို့ကန်တာဦးခန့်မှမှာကျင်းပခဲ့တာပါကင်ပီနမှာဆိုရင်တော့စော့ပြပစ္စည်းတွေနဲ့ဖန်တီးထားတဲ့ပစ္စည်းတွေကိုစုစည်းပြီးပြသပြဆိုင်ကြတာ ပထမဆုံးအကျင့်နဲ့ဖြစ်ပါတယ်ဒီတစ်ချက်ကတော့ကျွန်တော်တို့ဒီဒီစွန့်ပစ်ပစ္စည်းတွေရဲ့အာစွန့်ပစ္စည်းတွေကတကယ်ပဲပြတ်တန်ဖြစ်တယ်ဆိုတဲ့ဥစားလေးကိုကျွန်တော်တို့ကဟိုမိဘောင်ထုတ်ပြချင်တယ်နောက်တစ်ခုကကျွန်တော်တို့ကဒီစွန့်ပစ်ပစ္စည်းကို short term နိုင်တဲ့နည်းလမ်းတွေပါရှိမလဲလူငယ်တွေအတွက်ကဘိုးရမတီထွင်ဖန်တီးနိုင်တဲ့အခြေအနေတခုကျွန်တော်တို့ကရအောင်ကျွန်တော်တို့ anti ပေးတဲ့ဟာတွေပေါ့နော်ဆိုတော့အာဒီဒီလူငယ်တွေကဒီဟာတွေကိုကျွန်တော်တို့ကဟိုဟိုပါပေါ့ materialize ပေါ့နော်ကျွန်တော်တို့ကဒီ YouTube PC ဘိုင်းမှာပဲစိတ်မှာကျွန်တော်တို့ဥစားပေါ့နော်ဟို နစ်မြောက်ပဲနဲ့ကျွန်တော်တို့ကဒါတကယ်ရုပ်တုပစ္စည်းပိုင်းကတကယ်ပဲကျွန်တော်တို့ဒီဟာကိုဟိုပါပေါ့ဒီဒီတဘာပေါင်ချင်းကိုထိခိုက်တယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးအကောင်းဆုံးတုတ်ပြန်မယ်ဆိုတဲ့ဥစားလေးကိုပဲကျွန်တော်က focus ဆောင်ပါတယ်ဒီပြန်ပွဲကိုကင်ပီနန်ကလူငယ်စုဦးတီထွင်သူများကွန်ရက်ကစီစဉ်ကြီးမားခဲ့ပြီးလူငယ်တွေဖန်တီးထားတဲ့လက်မှုအမှတ်တရပြည့်စုံတွေနဲ့လူသုံးဆောင်ပြည့်စုံတွေအတွက်ဆက်လက်ပြီးဈေးကွက်တွေကောင်ထက်ဖို့ချိတ်ဆက်သွားဖို့လည်းရှိပါတယ်ကျွန်တော်စီစဉ်ထားတာတော့ ကျွန်တော်တို့ပစ္စည်းတွေကတာယာတွေပဲပြထားတယ်ပြီးတော့ကိုကျက်စင်းနဲ့နဲရပါတော့ပြီးတော့ကိုကျက်စင်းပစ္စည်းတွေကဒီမုတ်စင်းတွေရဲ့ပြီးတော့ဟိုမူလီမူလီလေးလုံးရောရက်တစ်ခါတွေရဲ့အဲ့ဒါရောက်ပါတယ်ကာတာယာပလတ်စတစ်ဘူးကတ်တူဆက်ကူလျှက်စစ်အီလက်ထရောနစ်စပ်ပစ္စည်းတွေကိုလူငယ်လူရွယ်အဖွဲ့30ကျော်ကလက်မှုအမှတ်တရပစ္စည်းတွေနဲ့လူသုံးဆောင်ပစ္စည်းတွေဖြစ်တီထွင်ဖန်တီပြသပြန်ဆိုင်ခဲ့ကြတာပါ ဒီနေ့တွေ့ခဲ့တဲ့အနေထားရဆိုရင်အကလိတ္တတော်တော်လေးကိုသူ့အသက်ရွယ်လိုက်သူရဲ့စဉ်းစားဆင်ခြင်ပြီးတော့ဟိုတီထွင်တဲ့ဉာဏ်လေးတွေဟိုလုတ်ခဲ့တာပေါ့တိတ်ပြီးတော့ပြည့်ပြည့်စုံတယ်လို့တော့ပြောလို့မရဘူးပေါ့သို့တော်လည်းပဲသူရဲ့စိတ်ထက်အရင်ခံနေရတော့ creative minded ရှိတယ်ပေါ့အဲ့ဒီမှာတစ်ခုပဲကျွန်တော်ကသူတို့ဟိုပြောချင်တာကကိုလုတ်ထားတဲ့ product ကိုစနစ်ကျကို present လုပ်ပေးဖို့တော့စပယ်ပစ်စီနဲ့ပြန်လည်ဖန်တီးထားတဲ့လူသုံးဆောင်မတရားလက်မှုပစ်စီတွေကို ပြတ်တပ်ပဲဆိုင်ရာမှာအကဲဖြတ်တိုင်းတွေကအမှတ်ပဲစနစ်နဲ့အကောင်းဆုံးဖန်တီးသူတွေကိုလည်းစုရွေးချယ်ပေးခဲ့ပါတယ်ကျွန်တော်ကျော်စိုးဖန်ကနေသတင်းပေးပို့ထားပါတယ်